ားလုံးမင်္ဂလာပါဆရာကဆရာစင်ပါ receiving သင်ကြားသင်ရိုးသင်များကိုရောက်ဝင်သင်ကြားပြပါမယ်ဆရာရဲ့များဝင်သင်ကြားမှုလေးကိုနှစ်သစ်တဲ့အကျိုးရှိတယ်ဆိုရင်မြတ်တာလက်ဆောင်အနေနဲ့ subscribe and follow လေးလုပ်သွားပြုံးတော့ကျွန်တော်ဆရာတို့ဒီနေ့လေ့လာရမှာကဆရာတို့သင်ကြားတဲ့ရဲ့ 5x5x3 geometry ပုံတွေရဲ့အတိုင်းအတာတွေကိုဆရာတို့အခရာဂိမ်းအနေနဲ့ပေါ်ပြခြင်းအကြောင်းကိုဆရာတို့လေ့လာရမှာဖြစ်တယ်ဒါဆိုရင်ဆရာတို့သင်ခန်းစာလေးလေ့လာရအောင် ဟုတ်ပြီနော်။ငငယ်တုန်းကတော့ဆရာတို့ဂျီအိုမက်ထရီပုံတွေမှာအတိုင်းတာတွေဆိုရင်ဆရာတို့စင်တီမီတာတွေ3စင်တီမီတာ4စင်တီမီတာ5စင်တီမီတာဆက်သပြင်းဆရာတို့တွေအတိုင်းတာခဲ့ကြတာ။အခုကဆရာတို့ကအခရာခင်းနေတယ်ဘူးဆရာတို့အစားတူမှာဖြစ်တယ်။ဒါဆိုလေ့လာရအောင်။ consonant တွေပေးထားသော student ရဲ့မျက်နှာပြင်ဧရိယာကိုရှာပါရတယ်။ဒါဆိုဆရာတို့ကဧရိယာကိုရှာနိုင်တယ်။အဲ့တော့ဧရိယာကိုရှာနိုင်ရင်ဆရာတို့ငငယ်တွေကသိခဲ့တယ်။ ဗီရိယရဲ့ပုံသင်နည်းလေးဒီဆရာတော်ကအလျာနဲ့အနံနဲ့မျောရတာဖြစ်တဲ့စတုယန်းဆိုရင်တော့အနာနဲ့အနာနဲ့မျောရတာအနာနှစ်ခုကိုဆရာတော်မျောလိုက်မယ်ဆိုရင် A နဲ့ A နဲ့မျောရင်ဆရာတော် A စကွဲရတာဖြစ်တယ်အဲ့တော့ဆရာတော်ကဧရိယာရဲ့ unit ဒီစတုယန်းဖြစ်တယ်စတုယန်း unit ဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်ဆရာတော်ကစတုယန်းပါရမယ် square နဲ့ထွက်မှာပေါ့နော်အဲ့စင်တီမီတာဆိုရင်စင်တီမီတာ square နဲ့ထွက်မယ်မီတာဆိုရင်မီတာ square နဲ့ထွက်မှာဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်ဆရာတော်ဆရာတော်ကဒါဒီစတုယန်း unit ဆိုတာသိရတယ် တော့ဒီမှာတော့ဆရာတော်က unit ဒီမရှိတဲ့အတွက်ဆရာတော်က unit လိုပဲရေးလိုက်တယ်အဲ့တော့ student unit ဖြစ်ဒါဆိုရင်ဆရာတော်နောက်ထပ်ပုံစံတွင်းနဲ့ကိုကြည့်ရအောင်ပြီးသားသော answer တုံးရဲ့ဒုတွေကိုရှာခိုင်းနေရဒုတွေ video လိုချင်နေဆိုရင်ဆရာတော်ကဒုတွေရဲ့ပုံစံနည်းတွေဒီအလျားရဲ့အနိုင်အမြင့်ရဲ့မြောင်းရပါဖြစ်တယ်သူကအလျားဖြစ်တယ်သူကအနံဖြစ်တယ်သူကအမြင့်ဖြစ်တယ်ဒါဆိုဆရာတော်ကဒုတွေကိုလိုချင်ရင်အလျားရဲ့အနိုင်ရဲ့အမြင့်ရဲ့မြောင်းရင်ဒီသုံးလုံးမြောက်တဲ့အခါမှာဆရာတို့ကအခြေတူညရဲ့တန်ညွန်နေပေါင်းတဲ့အခါကျတော့ဟေကျူရတာဖြစ်တယ် ။အဲဆိုရင်ဆရာတော်ကဒုတဲ့ရဲ့ယူနေတဲ့ဆရာတော်ကကူပါဖြစ်တယ်။ကူပါစင်တီမီတာဆိုစင်တီမီတာမီတာဆိုမီတာဖြစ်မယ်။အဲ့တော့ကူပါယူနေဖြစ်ပါတော့။အဲဒါလေးသတိထားရမယ်။အဲ့တော့ဒုတဲ့ရဲ့ယူနေတဲ့ကူပါဖြစ်ပြီးရောအေဒီယာရဲ့ယူနေတဲ့စတူယန်ဖြစ်တယ်ဆိုတာနားလည်ရအောင်။အဲဆိုဆရာတော်ဆက်ပြီးရောလေ့လာလိုက်ရအောင်ပါ။ပုံစံတွေ့တော့အနောက်တစ်ဖက်မှာ2စင်တီမီတာရှိတယ်။အဲ့ရှိရှိတဲ့ဆရာတော်ပေးထားတဲ့စတူယန်ရဲ့ပုံရဲ့မျက်နှာပြင် area ကိုရှာတိုင်းတယ် အဲဆိုဆရာတော်ကအေလိယကိုလိုချင်ရဲ့လျာနဲ့အနံနဲ့မျောရမယ်။အဲတော့လျာကလည်းဒူးအေဖြစ်တယ်။အနံကလည်းဒူးအေဖြစ်တယ်။ဒါဆိုဆရာတော်ကဒီမှာအလျာအတိုင်းတာလေးတွေကိုဆရာတော်ကမိုနိုမီယာဂိန်းလုံးလေးရင်းနဲ့ပေါ်ပြထားတာဖြစ်တယ်ဆိုတာသတိထားရအောင်။ဟုတ်ပြီနော်။ဒါဆိုဆရာတော်ကသူတို့နှစ်ခုကိုအလျာနဲ့အနံနဲ့မျောမယ်။စတူယန်ဆိုတော့ဖြစ်တဲ့အတွက်အနားနဲ့အနားနဲ့မျောမယ်။ထူးရင်နဲ့ဒူးရင်နဲ့မျောတော့ဆရာတော်နင်းနဲ့နင်းနဲ့မျောတော့နဲ့နဲ့ဒီကလေး A နဲ့ A နဲ့မျောတော့ A square ဖြစ်တယ်။ဒါကြောင့်ဆရာတော်က 4A square ရတယ်။ အမှဆရာတော်က unit ဒီ student ဖြစ်တယ်စင်တီမီတာဖြစ်တဲ့အတွက် student စင်တီမီတာသုံးမဆရာတော်ကစင်တီမီတာ square နဲ့ထွက်ရမှာဖြစ်တယ်စင်တီမီတာနဲ့စင်တီမီတာနဲ့မြောက်တော့စင်တီမီတာ square ရတာဖြစ်တယ်ဆိုတာသိရဒါလေးဆရာတော်က unit တွေသတိထားရအောင်ခဲတော်ဆရာတော်နောက်ထပ်ပုံစံတွေ့လေ့ကြည့်ရအောင်အနားတစ်ဖက်မှာ2စင်တီမီတာရှိရဲတဲ့ပြီးတော့ဝင်ရဒူးတယ်ဒူးတယ်ကိုလိုချင်တာဖြစ်တယ်ဒါဆိုဒူးတယ်ကိုလိုချင်ရင်လျှားရင်နိုင်ရင်မြင့်ရင်မြောက်မယ် ညာကလျာဖြစ်တယ်။ဒါကအနံဖြစ်တယ်။ဒါကအမြင်ဖြစ်တယ်။ဒါကြောင့်ဒုတွေကိုလူဉာဏ်ရဲ့လျာရဲ့နံရဲ့အမြင်ရဲ့မြောင်းလိုက်တော့ဆရာတော်ကနှင်းနလီလေးလေးနလီရရှင်အေသုံးလုံးမြောင်းတော့ဒီကျုနဲ့ထွန်မှာဖြစ်တယ်။ဒါကြောင့်ဆရာတော်က unit ဒီဒီတိုင်းညီမလိုရေးနေဆိုရင်တော့ကူပါနဲ့ထွန်ရမယ်ဒုတွေရဲ့ unit မှာကူပါပါရမယ်စင်တီမီတာဖြစ်တဲ့အတွက်ကူပါစင်တီမီတာစင်တီမီတာ၃ငါမြောင်းတော့အဖြေထွန်ရင်စင်တီမီတာကျုနဲ့ထွန်ပေးရမယ်။အဲ့တော့ဒုတွေရဲ့ unit ဒီ ကျူနက်ထွက်ပြီးတော့ area တွေရဲ့ unit တွေ square နဲ့ထွက်တယ်ဆိုတာချစ်လေးတွေတအားတို့သမီးတို့သတိထားရပါမယ်။ဒါဒီဆရာတော်က geometry ပုံတွေမှာရှိတဲ့အတိုင်းဓာတ်တွေကိုအခင်ရကိန်းတဲ့အနေနဲ့ဆက်တာပေါ်ပြရမှာဖြစ်တယ်။ဒါဆိုတော့သမီးတို့နားလည်မယ်နော်။ဟုတ်ပါပြီ။ဒါဆိုဆရာတော်နောက်ထပ်တစ်ခုက5.0 monomial အချင်းချင်းစားခြင်းအကြောင်းဆရာတို့လေ့လာရအောင်။ဟုတ်ပြီနော်။ဒါဆို monomial အချင်းချင်းစားတာကိုဆရာတို့လေ့လာကြရအောင်။ပုံစံတွေ့ကိုကြည့်ရအောင်။ twin x y ကိုဆရာတော်က 6x နဲ့စားမှာဖြစ်တယ်။ ဟုတ်ပြီနော်ဒါဆိုဆရာတို့က twice one ကို sales နဲ့စားတာကိုဆရာတို့ fraction ဘိုင်းကင်းလေးနဲ့ဆရာတို့ပြောင်းရေးလိုက်မယ်အဲ့တော့ monomial gain ချင်းချင်းစားတယ်ဆိုတော့ဘာပြောရလဲဆိုရင်ဟောဒီဘိုင်းချိန်မှာရှိတဲ့ gain ကိုဟုတ်ပြီနော်ဆရာတို့ဘယ် gain နဲ့မြှောက်လို့ရှိရင်ဘိုင်းဝေရ gain ရမလဲဆိုတာစဉ်းစားတာဖြစ်တယ်ဆိုတာနားလည်ကြအဲ့တော့ဘိုင်းဝေကအခရာဂိန်းနဲ့ရရှိဖို့အတွက်ဘိုင်းချိန်မှာရှိတဲ့အခရာဂိန်းကိုဆရာတို့ဘယ်ဂိန်းနဲ့မြောက်ရမလဲဆိုတာစဉ်းစားတာဖြစ်တယ်။ဒါဆိုရင်ဘိုင်းဝီမှာရှိတဲ့ထွန်းရဖို့အတွက်6ကိုဆရာတို့ကဘာနဲ့မြောက်မလဲဆိုရင် 6နာရီစနေဆိုတော့2နဲ့မြောက်မယ်အဲ့တော့ဆရာတို့ကဘိုင်းဒီမှာတွဲ HY ဖြစ်တယ်ဒီမှာ HCP တာဖြစ်တယ်ဒါဆိုရင်တွဲ HY ရဖို့အတွက်သူ့ကိုဘာနဲ့မြောက်အောင်လဲ Y နဲ့မြောက်ရမှာဖြစ်တယ်ဒါကြောင့်ဘိုင်းဂျင်မှာရှိတဲ့ SH ကိုဆရာတို့က2 y နဲ့တော့မြောက်မယ်ဆိုရင်ဆရာတို့ဘာရည်လဲဘိုင်းဝီမှာရှိတဲ့ twice y ရပြီဆိုတာဆရာတို့စဉ်းစားတတ်ပြီဒါကြောင့်ဆရာတို့ဘိုင်းဝီမှာရှိတဲ့ twice y ကိုစာကွဲပြီးခွဲရင် 2y နဲ့ 6h နဲ့မြောက်ရမယ်ဆိုပြီးတော့ဆရာတို့စာကွဲခွဲလိုက်မှာဖြစ်တယ် ဲတော့မှဆရာတော်က sales နဲ့ sales နဲ့စာလိုက်တော့ခြေသွားရင်ဆရာတော်က true ဝင်ရတာဖြစ်တယ်အဲတော့ဒီမှာတတိတန်းရမှာဆရာတော်ကဘိုင်းချိန်မှာရှိတဲ့အခင်အားဒီဆရာတော်က0ဖြစ်လို့မရဘူးဟုတ်ပြီနော်ဒါဆိုသူကဘိုင်းချိန်မှာသင်ချပါဆရာတော်က0ဖြစ်သွားတယ်ဆိုရင်အတိပဲသတ်မှတ်လို့မရဘူး undefined ဖြစ်တယ်ဒါကြောင့်ဆရာတော်ကဘိုင်းချိန်0တော့ဖြစ်လို့မရဘူးစာကိန်းလေးက0ဖြစ်လို့မရဘူးဒါကြောင့်ဘိုင်းချိန်မှာရှိတဲ့အခင်အား hd နော် equal 0 0နဲ့မညီရဘူးဆိုတဲ့ချက်လေးကိုတတိထားရပါ ါကြောင့်ဆရာတော်ကဟောဒီပုံစံတွေ့တဲ့လေးကနေဆရာတော်ဖတ်စုလေးရရှိတဲ့မွန်လိုမီယံချင်းချင်းစားတယ်ဆိုတာဘိုင်းဝေမှာရှိတဲ့အခင်အားကိန်းနေရဖို့အတွက်ဘိုင်းကြီးမှာရှိတဲ့အခင်အားကိန်းကနန်းတွေကိုဆရာတော်ဘယ်ကိန်းနဲ့မျှောရမလဲဆိုတာစဉ်းစားတာဖြစ်တယ်ဆိုတာဒါလိုမျိုးနားလည်ရမယ်ဒါဆိုဒီမှတ်စုလေးနားလည်မယ်နော်ဟုတ်ပါပြီ။ဒါဆိုဆရာတော်မိုနိုမီယံကိန်းစားတာဆရာတို့စပီလီလာနိုင်အောင်ပါ။နောက်တစ်ခုစတူယန်မီတာပေါင်းက 2PQJ1 နဲ့တဲ့ကစားကွင်းတစ်ခုကို ကျောင်းသားပြည်ရောက်တို့ကနေပြီးတော့ရှင်းလင်းကြမယ်။ဒါဆိုဆရာတို့ကကစားကွင်းရာတိတို့ရှိတယ်ဆိုတော့ student ပေါ့ဆိုတော့ဒါကစားကွင်းလို့သဘောထားလိုက်။အဲ့ဒီကစားကွင်းရာဘယ်လောက်ကျေတာလဲဆိုရင်ဆရာတို့က 2PQ ကျေတယ်ပေါ့နော်။ဒီကျေရာကျေတာဆိုတော့ဆရာတို့ကဧရိယာဖြစ်မှာပေါ့နော်။သူရဲ့အကျေက 2PQ ဖြစ်တယ်။ကျောင်းသားတွေကဘယ်နှစ်ယောက်ရှင်းပါလဲဆိုဒီကစားကွင်းကြီးကိုရှင်းမဲ့ကျောင်းသားတွေက2ယောက်ဖြစ်တယ်။ဒါဆိုရင်ဆရာတို့ကငယ်တုန်းကလိုပဲ ဟုတ်ပြီနော်ဆရာတို့လူအများကြီးနဲ့ရှင်းဆရာတို့ရှင်းမဲ့လူကြီးတွေနဲ့တရားကြီးကိုဘာလောက်လိုက်ရမလဲစားလိုက်ရင်ဆရာတို့ဘယ်နှယောက်တယောက်ကိုဘလောက်ဧရိယာရှင်းရမလဲဆိုတော့သိမှာဖြစ်တယ်။ဒါကြောင့်ဟောဒီဧရိယာကိုဆရာတို့ကចောင်းသားရေတွင်နဲ့ဘာလောက်လိုက်ရမလဲစားလိုက်မယ်ဆိုရင်ဆရာတို့ရဲ့လူချင်းနဲ့တယောက်ကိုရှင်းရမယ်ပြန်မြဧရိယာကိုရမှာဖြစ်တယ်။ဒါကြောင့်ဆရာတို့ကပေတာချက်တွေရေးလိုက်တယ်ចောင်းသားကပြီးရောက်ဖြစ်တယ်။ရှင်းရမယ်ဧရိယာက 2BQ ဖြစ်တယ်။အဲ့တော့မှဆရာတို့လူချင်းနဲ့ပြန်မြဧရိယာ တယောက်ကိုရှင်းရမယ်ပြန်ပြရည်ရအောင်လို့ကျွန်တော်ဆရာတော်ကစားလိုက်မယ်ဒီရည်ရည်စုစုပေါင်းကိုတီးပြီးတော့ចောင်းသားရည်တွင်နဲ့စားမယ်ဒါဆိုဆရာတော်က 2PQ ကို B နဲ့စားလိုက်မယ်ဆိုရင်ဆရာတော်ဒီ B နဲ့ B နဲ့ခြေသွားရင်ဘာဖြစ်သွားမလဲ 2Q ရမှာဖြစ်တယ်အဲ့တော့စောက်ွက်ကင်းခွင့်ရင်လည်း B နဲ့ 2Q နဲ့စောက်ွက်ကင်းခွင့်ရမှာဖြစ်တယ်ဒါဆိုဆရာတော်ကအဖြေသည် 2Q ရတာဖြစ်တယ်အဲ့တော့ဆရာတော်က area ရဲ့ unit ဒီ string ဖြစ်တယ်ဒါကြောင့် string meter ဆိုတာရေးရမှာ ါဆိုတော့သမီးတော်ဟာဒီပုံစံတွေနဲ့လည်းနားလဲမယ်နော်ဟုတ်ပါပြီဒါဆိုကျွန်တော်လေ့ကျင့်ခန်းနေရ5.9နံပါတ်1အောက်ပါရရဲ့ဆားလက်ကိုရှာပါတဲ့မြည်တရခရဂိမ်းများဒီ0နဲ့မညီရလို့တနည်းရဲ့တုံညာဖြစ်လို့မညီဖို့လိုတယ်ပေါ့နော်ဒါဆိုဆရာတော်ကပုံစံတွေ့မှာလေးလာခဲ့ပြီးသားဖြစ်တယ်နံပါတ်ကကြီးလေးတွေ့ကြည့်ရအောင်အဲ့တော့အစားကိုဆရာတော်ဘိုင်းကိနဲ့ပြောင်းရေးလိုက်မယ် မိုနိုမီယံဂိမ်းချင်းချင်းစားရဆိုတာဘိုင်းချီမှာရှိတဲ့ညာဂိမ်းနန်းကိုဘယ်ဂိမ်းနန်းမြောက်ရင်ဘိုင်းကြီးကဂိမ်းနန်းရမလဲဆိုတာစဉ်းစားတာဖြစ်တယ်။ဒါကြောင့်ဆရာတော်က15ရာဝို့ဆိုရင်၃ပုံပါနဲ့မြောက်ရမယ်။ငါးနဲ့မြောက်ရမယ်။ဒီမှာအရှိပြီးသားဆိုတော့1ရာဝို့အတွက်ဆိုရင်1နဲ့မြောက်ရမယ်။ဒါကြောင့်ဆရာတော်ကဘိုင်းချီမှာရှိတဲ့ 3H ကို 5Y နဲ့မြောက်ရင်ဘိုင်းကြီးမှာရှိတဲ့ 15H1 ရတယ်ဆိုတာဆရာတို့စဉ်းစားတတ်ပြီဖြစ်တယ်။ဒါဆိုရင်ဘိုင်းကြီးမှာရှိတဲ့ 15H1 ကိုစကွဲကိန်းခွဲတော့ 5y နဲ့ 3h စာဖွဲ့ခင်ခွဲလိုက်တယ်အဲတော့မဆရာတို့စာကျင်တယ် 3h နဲ့ 3h နဲ့စာလို့ရသွားပြီဒါဆိုဆရာတို့က 5y ရမှာဖြစ်တယ်မြေသီးအခင်အားကိန်းများဒီတုံညာနဲ့မညီဖို့လိုသနည်းဆိုတော့ဆရာတို့ဘိုင်းခြေမှာရှိတဲ့စာကိန်းဒီ0ဖြစ်လို့မရဘူးဒါကြောင့်ဘိုင်းခြေမှာရှိတဲ့အခင်အား h သီး0မဖြစ်ရဘူးဒါကြောင့် h သီး not equal 0ဆိုပြီးရေးပေးရမှာဖြစ်တယ်ဒါဆိုရင်သူမေးချက်လေးပြေဆုံးသွားပြီနံပါတ် ခါခွေးကနေစပြီးတော့ဇာမြင်သွဲဒီဒီတိုင်းပဲဆရာတို့ဖြေရမှာဖြစ်တယ်။ဒါဆိုဒါရသမီးတို့ဖြေကြည့်ပါပြီးရင်ဆရာတို့ဖြေတိုက်ပါမယ်။ဒါတော့ဆရာတို့နံပါတ်ခါခွေးကြည့်ရအောင်အစားကိုဆရာတို့အပိုင်းကိန်းနဲ့ပြောင်းရင်းလိုက်မယ်။ဘိုင်းချီမှာရှိတဲ့စားကိန်းလေးကိုဆရာတို့ကဘယ်ကိန်းနဲ့မြောင်းရင်ဘိုင်းဝီရမလဲစဉ်းစားမယ်။ဘိုင်းဝီမှာ20 20ဆိုတော့၄ကိုဆရာတို့က9နဲ့မြောင်းမှာဖြစ်တယ်။9လေးလီ20။ဖီယာကရှိပြီးသားဆိုရင်ဆရာတို့ကဘိုင်းဝီက Q ရောက်တော့ဆိုရင်ဘာနဲ့မြောင်းရမလဲဆိုတော့ Q နဲ့မြောင်းရမယ်။ အဲကြောင့်ဆရာတို့ကပိုင်းဝင်မှာရှိတဲ့ 20PQR ကိုစာကွဲကိန်းခွဲတော့ 5Q လေးနဲ့ 4PR လေးနဲ့ဆရာတို့စာကွဲကိန်းခွဲလိုက်မြင်အဲတော့မှာ 4PR နဲ့ 4PR နဲ့ခြေသွားတော့ဆရာတို့ 5Q ရတာဖြစ်တယ်။အဲတော့ဘန်းချီမှာရှိတဲ့စာကိန်းလေးဒီဆရာတို့က0မဖြစ်ရဘူးဆိုတော့ PR လည်း0ဖြစ်လို့မရဘူး R လည်း0ဖြစ်လို့မရဘူး။ဒါကြောင့်ဆရာတို့ P is not equal 0 R not equal 0ဆိုပြီးရေးလိုက် အဲ့တော့ဆရာတော်က br noi equal 0လို့သွားရေးမိတတ်တယ်အဲ့လိုရေးလို့မရဘူးဆရာတော်ကွန်မာလေးချပြီးတော့ရေးရမယ်မဟုတ်ရင်ဆရာတော်မြောက်ချင်းက0ဖြစ်လို့မရဘူးဆိုပြီးအဓိပ္ပာယ်တိရောက်သွားတတ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ခါဝေးလေးနားလည်မယ်ဒါဆိုရင်ကောင်းငယ်လေးဖြေတိုင်းရအောင်ပါကောင်းငယ်လေးကလည်းဆရာတော်ဒီတိုင်းမှာပဲဘိုင်းခြေမှာရှိရဲစာကိန်းကိုဆရာတော်ပဲကိန်းနေမြရင်ဘိုင်းဝေရမလဲဆိုတာစဉ်းစားမှာဖြစ်တယ်ဒါဆိုရင်4 3 4 7နဲ့ GH ကရှိပြီးသားဆိုတော့3နဲ့စာကွဲကိန်းခွဲမှာဖြစ်တယ်ဒါကြောင့်3နဲ့ 4GH နဲ့မြရင်ဘိုင်းဝေက ွဲရရတာဖြစ်တယ်။ဇာခွဲကိန်းခွဲလိုက်မယ်။ပြီးတော့စားလိုက်မယ်။ဒါဆိုရင်ဇာတို့3ရတာဖြစ်တယ်။ဘိုင်းရီမှာရှိရဲ့ GNS ဒီ0နဲ့ညီလို့မရဘူး။ဒါကြောင့်ဇာတို့ရေးလိုက်မယ်။ကဲဒါဒီကောင်းငယ်လေးဖြစ်ပါတယ်။နောက်တစ်ကားကြီးအစားလေးပြောင်းရေးမယ်။ပြီးတော့ဘိုင်းချေမှာရှိတဲ့ခရကိန်းနဲ့ကိုဇာတို့ဘယ်ကိန်းနဲ့များလဲရင်ဘိုင်းဝေရမလဲစဉ်းစားမယ်။45ဆိုတော့9 45ကုနေများရမယ်။ AC ရှိပြီးသားဆိုတော့ဇာတို့ B ရဖို့အတွက် B နဲ့များရမယ်။ဒါဆို 9B လေးနဲ့ 5ABC လေးနဲ့သာမြောက်မယ်ဆိုရင်စာကွဲကိခွဲမယ်ဆိုရင်ဆရာတို့ binary က 45ABC ရမှာဖြစ်တယ်။ဒါကြောင့်စာကွဲကိခွဲလိုက်မယ်။ပြီးတော့ဆရာတို့ 5ABC နဲ့ 5ABC နဲ့စားလိုက်တယ်။ nine B ရတာဖြစ်တယ်ဆိုတော့ဆရာတို့တည်ရမယ်။ binary မှာရှိတဲ့ A နဲ့ C သည်0နဲ့မညီရဘူး။နောက်ထပ်ငါအစားပုံစံလေးပြောင်းရင်မယ် 9M binary မှာရှိတဲ့ gain ကိုဆရာတို့က ခရာဂိန်းနန်းကိုဗဂိန်းနန်းနဲ့မြောက်လဲစဉ်းစားမယ်81ဆိုတော့ကိုကိုလီ81ဖြစ်တယ် M ကနှလုံးဆိုတော့ M နဲ့မြောက်မယ်ဒါဆိုရင်9 M နဲ့9 M နဲ့မြောက်ရင်81 M ရမယ်ဆိုတော့ဆရာတို့သိသွားပြီဒါဆိုစာကွက်ကိန်းခွဲလိုက်မယ်ပြီးတော့9 M နဲ့9 M နဲ့စားလိုက်မယ်ဆိုရင်ဆရာတို့9 M ရမှာဖြစ်တယ်အဲ့တော့ဘိုင်းချင်မှာရှိတဲ့ M ဒီ0နဲ့မညီရဘူးနောက်တန်းစာလုံးစာကိန်းလေးပြောင်းရင်ပဲဘိုင်းချင်းနဲ့ဘိုင်းဝီနဲ့ညီရင်ဆရာတို့က1ရတာဖြစ်တယ်စာလိုက်တော့1ရမှာ တော့ဘန်းချိန်မှာရှိတဲ့ ENFT 0နဲ့ညီလို့မရအောင်အဲ့တော့0နဲ့မညီဘူးနောက်တန်းစလိန်ဘိုင်ငိလေးပြောင်းရင်းလိုက်မယ်အဲ့တော့ဘိုင်ငွေပါရှိတဲ့ 36s WH1 ရဘွဲ့တွဲဆို WY ကရှိပြီးသားဆိုတော့သူ့ကိုဘာနဲ့မျှောရမလဲ 36s နဲ့မျှောရမှာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုဆရာတော်ကသူ့ကို 36s နဲ့ WY နဲ့စာကွန်ငိခွဲလိုက်မယ်ပြီးတော့ WY နဲ့ WY နဲ့စာလိုက်တော့ခြေသွားရင်ဆရာတော်36 h ရမှာဖြစ်တယ် ဘိုင်းချိန်မှာရှိတဲ့ w နဲ့ y ဒီနာရီခွဲ0 0နဲ့ညီလို့မရဘူးနောက်ထပ်ဇာခွဲဇာခွဲလေးအတိုင်းပါပဲဆရာတို့က7ရှိတယ်63ဆိုတော့9နဲ့မြောင်းပါရမယ်9 9လီ63 u ရှိပြီသားဆိုတော့ဆရာတို့ဘူရင်နဲ့မြောင်းရမယ်ဒါဆိုရင်7 u နဲ့9 p လေးနဲ့သာဇာခွဲကိန်းခွဲရင်63 uv ရမှာဖြစ်တယ်အဲ့တော့ဇာခွဲကိန်းခွဲလိုက်မယ်ပြီးတော့ဆရာတို့7 u နဲ့7 u နဲ့ကြည့်တော့9 v ရတာဖြစ်တယ် တော့ဘိုင်းကျေပါရှိတဲ့ UD 0ဖြစ်လို့မရဘူးဒါကြောင့် not equal 0နောက်ထပ်အစမြင်ဆွဲအဲ့တော့ဘိုင်းကျေပါရှိတဲ့ shift 8 D 24ဖြစ်လို့ဆိုရင်3နဲ့မျှောက်ရမှာဖြစ်တယ်ဒါကြောင့်3 CD လေးရရှိပြီးသားဆိုတော့ဆရာတို့ B နဲ့မျှောက်ရမယ်ဒါဆိုရင် 3B နဲ့ ACD လေးနဲ့သာစာကွက်ကိန်းခွင့်ရင်ဆရာတို့ 24BCD ရမှာဖြစ်တယ်အဲ့တော့စာလိုက်တော့ ACD နဲ့ ACD နဲ့ခြေတာဖြစ်တယ်ဒါကြောင့် 3B ရမှာဖြစ် အဲ့တော့ဘန်းချီမှာရှိတဲ့ C နဲ့ D ဒီ noise equal 0 0မရှိရအောင်အဲဒါဆိုတော့သမီးတို့ဟောဒီ negative ပုံစံလေးနားလည်မယ်နော်ဟောပါပြီအားလုံးဖြေမှန်နေဆိုလို့ရှိရင်ဆရာတို့ smile ရပါမယ်ကဲဒါဆိုဆရာတို့နောက်ထပ်နံပါတ်2ចောင်းသား9ယောက်တဲ့ចောင်းသားကဆရာတို့9ယောက်ရှိအလျားပေးထားတယ်လျားက10 mm အနံပေးထားတယ်အနံက2မီတာအဲ့ဒါရှိတဲ့နိုင်ရန်ကိုဆရာတို့ကစေတုပ်ကြမယ်ဒါဆိုရင်ဆရာတို့ကအလျားနဲ့နဲ့နိုင်ရန်ယူစေတုပ်ပါဟောဒါဆိုဆရာတို့ကစဉ်းစားကြည့်လိုက်ရင်ဒါကနိုင်ရန်ကြီးပေါ့နော်အဲ့နိုင်ရန်ကြီးကအလျားကခြံရည်ရှိတဲ့ခြံရည်မီတာရှိပေါ့နော်အနံက2မီတာရှိဒါအလျားနဲ့အနံရှိတဲ့ဟောဒီနိုင်ရန်ကြီးကိုဆရာတို့ကစေတုပ်ကြမယ် ။ဗျမ်းမြအမြင်ចောင်းသားတော်ဦးစေတုတ်တဲ့နိုင်ရန်ရဲ့ဧရိယာကိုလိုချင်တာဖြစ်တယ်။ဒါဆိုရင်ခုနကပုံစံတွေ့လေးနဲ့တူတယ်ဆရာတော်ကចောင်းသား9ယောက်ဆိုတော့ဗာနဲ့စားလိုက်ရုံနဲ့လေ9ယောက်နဲ့စားလိုက်ရပြီ။ចောင်းသား9ယောက်နဲ့စားလိုက်ရပြီ။ဒါဆိုရင်သူ့ရဲ့ဘာကိုရှာရမလဲဆိုရင်ဆရာတို့စေတုတ်ရမယ့်ဧရိယာကြီးကိုရှာရမယ်။အဲ့ဒီ area ကိုဆရာတို့ចောင်းသားရေတွင်နဲ့စားလိုက်ရင်တယောက်ကိုဘယ်လောက် area စေတုံးရမလဲဆိုတော့သိမှာဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်ဆရာတို့ကဆရာတို့စေတုံးရမယ့်နိုင်ရရဲ့ဘာဝင်ရှာရမလဲဆိုတော့ area ဝင်ရှာရမယ် ာဆိုဣရိယာရဲ့ပုံနေနေသည်ဣရိယာကိုလိုချင်ရင်လျာနဲ့နံနဲ့မြောက်တာဖြစ်တယ်ဒါကြောင့်လျာနဲ့နံနဲ့မြောက်လိုက်လို့ရဘူးဘာလို့ပုစာဖြစ်တော့ပေးချစ်လေးရေးလိုက်မယ်ပြီးတော့စေတော့ရမယ်ဣရိယာကိုလိုချင်တော့လျာနဲ့နံနဲ့မြောက်တယ်ဒါဆိုမြောက်လိုက်တော့10 20 a နဲ့ a နဲ့မြောက်တော့ e2 ဆိုတော့ 20e2 ဒီရရဲ့ unit is student ဖြစ်တယ်ဒါကြောင့် student meter လို့ရေးလိုက်ဒါဆိုဆရာတော်ကဆရာတော်စေသုံးရမယ့်နံရံရဲ့ဣရိယာကို5ရောင်းနဲ့စားလိုက်မယ် ဆိုရင်ဆရာတော်စေတူရမယ့်နေရာကြီးရအောင်ကျောင်းသား9ရောင်းနဲ့စားလိုက်ရင်ဆရာတော်က 4e square ရတာဖြစ်တယ်။ဒါဆိုဆရာတော်ကဧရိယာရဲ့ unit ကစတူရန်မီတာဖြစ်တယ်။ဒါဆိုကျောင်းသားတစ်ယောက်ကို 4e square ဆရာတော်စတူရန်မီတာတုံးမယ်ဆိုရင်ဆရာတော်ရဖြစ်တယ်ဆိုတာနားလည်မှာ။ဒါဆိုတောင်းသမီးတို့နံပါတ်2ပုံစံလေးနားလည်မယ်နော်။အဲ့တော့ဒီနေရာလေးမှာဘိုင်းကိန်းနဲ့ပြောင်းရင်းရသည်ရတယ်ပေါ့နော်။အဲဘိုင်းကိန်းနဲ့ 20e square minus 5 delete က5 delete 20ဆိုတော့4 square ရတာဖြစ် ဟုတ်ပြီနော်။အဲမိုးဆရာတော်တက်နံပါတ်1တောင်းကားဆရာတော်တက်ခဲ့တယ်လို့စာခွဲခိုင်းခွဲပြီးတော့တင်ရလဲပဲမှန်တယ်။ဟုတ်ပြီနော်။ဒါတော့သာလို့ပြောနံပါတ်2ပုံစံတင်ထားလဲနော်။ကဲနောက်တစ်နံပါတ်3ရပောင်းဟာ2ရဲ့ရှိတယ်တဲ့။ဒုက္ခငွေဟာ6ဆိုင်ချက်ရှိတယ်ပေးရရင်တဲ့။တရက်ကိုပေးရမယ့်လောက်ခငွေ။အဲ့တော့တရက်ကိုဘယ်လောက်ပေးရမလဲသိချင်ရင်ဆရာတော်ဘယ်လောက်ပေးလိုက်ရုံပဲလေ။စာပေးလိုက်အောင်ပဲပေါ့ဟုတ်ပြီနော်အဲ့တော့လောက်ခငွေကိုတီးပြီးတော့ဆရာတို့ရေပောင်းနေတာစားလိုက်မယ်ဆိုရင်ဆရာတို့တရက်ကိုဘယ်လောက်လဲသိမှာဖြစ်တယ် ါကြောင့်ညာတော့ကပေးနာချက်လေးတွေရေးလိုက်မယ်ပြီးသွားရင်ဆရာတို့လိုချင်တဲ့တရေလောက်ခငွေကိုလိုချင်တယ်ဒါဆိုရင်လောက်ခငွေတွေကိုရပောင်းနဲ့ပါလို့လိုက်မယ်စားလိုက်မယ်အဲတော့ဆရာတို့ကစားလိုက်လို့ရှိရင်နှစ်3ညီ6ဆိုတော့ဆရာတို့က 3h နဲ့ h နဲ့ခြေသွားတော့ 3y ရမှာဖြစ်တယ်။ဒါဆိုဆရာတို့ကတရက်ကိုလောက်ခငွေသည် 3y ကြိုက်ရတယ်ဆိုပြီးဖြည့်ထုတ်ပေးလိုက်ရုံပဲ။ဒါဆိုတော့တမျိုးနံပါတ်3ပုစာလေးနားလည်မယ်နော်။ ။ကဲနောက်တဲ့နံပါတ်၄အနားတစ်ဖက်လည်းရင်4စင်တီမီတာရှိတယ်စတူရန်ပုံမျက်နှာပြင်တစ်ခုမှာစတူရန်ပုံမျက်နှာပြင်မှာတဲ့။ဒါဆိုဆရာတော်ကစတူရန်ပုံမျက်နှာပြင်ရင်သောမြင်အောင်ဆရာတော်ပုံကြမ်းလေးဆွဲကြည့်အောင်။သူကအနားတစ်ဖက်မှာ4စင်တီမီတာရှိတယ်။အဲမှာအနားတစ်ဖက်လည်းရင်8စင်တီမီတာစီရှိတယ်တဲ့ဆရာတော်စတူရန်ကွက်ငယ်လေးတွေစိတ်ချင်တာတဲ့။ဒါဆိုတော့အဲ့ဒီကြီးကြီးထဲမှာဆရာတော်ကအဲ့အလျာ HCS ဆရာတို့စတူရန်ငယ်လေးဆွဲနေတယ် ုတ်ပြီเนาะဒါလို့အကွက်လေးတွေစိတ်ချင်တာဒါဆိုဒီတဲကြီးကြီးထဲမှာဒီအရှိတဲ့ student ကွက်လေးကဘယ်နှကွက်ရမလဲဆရာတို့ student ကွက်ပေါင်းဘယ်နှကွက်ရမလဲသိချင်တာဖြစ်တယ်ဒါဆိုဆရာတို့ကဟောဒီ student ကွက်အကြီးကြီးရဲ့ area ကိုတီးပြီးတော့ student ကွက်တေတေလေးရဲ့ area နဲ့ဒါစားမယ်ဆိုရင်ဆရာတို့ဘယ်နှကွက်ဆွဲရမလဲဆိုတာသိမှာဖြစ်တယ်ဒါဆိုဆရာတို့ဘာကိုဆွဲရမလဲဆိုတော့ student ကွက်ကြီးရဲ့ area ကိုဆွဲရမယ်ပြီးရင် student ကွက်ကလေးရဲ့ area ကိုဆွဲရမယ်အဲ့တော့ဒီမျိုးဘာကိုဆွဲရမလဲနားလည်မယ်နော် တော့ဧရိယာကိုသိပြီဆိုမှဆရာတို့ကဘယ်နှကွယ်ဆွဲရမလဲဆိုတော့ရှာလို့ရမှာဖြစ်တယ်။ဒါကြောင့်ဧရိယာရှာမှာဖြစ်တယ်။ဧရိယာကိုလို့ထင်ရင်လျားနဲ့နန်းနဲ့မြောက်မယ်။အဲ့တော့ student နေဖြစ်တော့အနားနဲ့အနားနဲ့မြောက်တော့ voice နဲ့ voice နဲ့မြောက်မယ်။အဲကြောင့်ဆရာတို့ voice နဲ့ voice နဲ့မြောက်လိုက်တယ်။ဧရိယာကိုလို့ချင်တော့အလျားနဲ့နန်းနဲ့မြောက်လိုက်တယ်။လေလေနီယာ76 is နဲ့ is နဲ့မြောက်တော့ a square ရတယ်။ဒါကြောင့်16 a square student centimeter area unit တွေ student ဖြစ်တယ်။ဒါကြောင့် student လေးပါရမယ်။ဒါက စတူရန်ရဲ့ area ရပြီဒါဆိုစတူရန်ရဲ့ area ကိုရှာမယ်စတူရန်ရဲ့ area လို့ကျွန်တော်အလျားနဲ့နန်လည်းမြောက်တော့ h နဲ့ h နဲ့မြောက်တော့ a square စတူရန် centimeter ရမယ်ဒါဆိုဆရာတို့ကနှစ်ခုစလုံး area တွေရသွားပြီဒါဆိုဟောဒီ area ကြီးကြီးကိုဆရာတို့ကဗာနဲ့စမလဲဟောဒီ area ဒီဒီလေးနဲ့ဆရာတို့ကစာလိုက်မယ်ဒါဆိုဆရာတို့ကအဖြေရမှာဖြစ်တဲ့ h square နဲ့ a square နဲ့စာလိုက်တော့ကြီးသွားတော့16ပဲရမှာဖြစ် အဲ့တော့ဆရာတို့ကဒီ area ကြီးကို16ခွက်ဆွဲလိုက်ဆားက16ခွက်စိတ်လိုက်ဆိုဆရာတို့တန်းပြီးတော့ကျော်လို့ရပြီဖြစ်တယ်ဒါဆိုတော့တပြီးတော့နားလဲမယ်နော်ဟုတ်ပါပြီဒါဆိုဆရာတို့က already area ကြီးချန်ခွက်မြေခွက်တွေရရင်ဆရာတို့ကဒါလေးတွေနဲ့စဉ်းစားလို့ရတယ်ဆိုတော့လက်တွေ့ဘဝမှာနားလဲရဟုတ်နော်အဲ့တော့ဆရာတို့ကနောက်ထပ် number 4ပြီးတော့ရင်နောက်ထပ် number 5အလျားပေးထားတယ်အလျားကတဲ့70 cm ရှိ ောက်တစ်ခုကအနံပေးထားတယ်3 feet centimeter ရှိတယ်နောက်တစ်ခုကအမြင့်ပေးထားတယ်5 6 centimeter ရှိတယ်ဒါဆိုလျားရဲ့အနံရဲ့မြင့်ရဲ့ပေးထားတယ်တက်တာတစ်လုံးမှာတက်တာပေးထားတယ်ဒါဆိုဆရာတော်ကတက်တာပုံလေးနဲ့ဆဲပြီးတော့စဉ်းစားကြည့်ရအောင်တက်တာတစ်လုံးအဲ့တက်တာရဲ့လျားတွေစဲ A အနံက3 feet အမြင့်က5 feet ဒါဆိုဆရာတော်ကဟောဒီလျားရဲ့အနံရဲ့အမြင့်ရဲ့ဆရာတော်ပုံကြမ်းလေးဆွဲပြီး အဲ့တက်တာတွေမှာတဲ့ဆိုတော့တခုနရင်တဲ့အနရားက a စင်တီမီတာအနံကကြတော့ b စင်တီမီတာအမြင်ကကြတော့ c စင်တီမီတာရှိတယ်တဲ့ဆက်ပြာတုံးတုံးထည့်ကျင်တာဒါဆိုရင်ဆရာတို့ရဲ့ဆက်ပြာတုံးဒီအလျားအနံအမြင်ဒီဆရာတို့က a b c ဖြစ်တယ်ဟုတ်ပြီနော်ဒါလေးကိုဆရာတို့ကမျက်လုံးထဲမှာစဉ်းစားကြည့်အောင်ဆက်ပြာတုံးရဲ့အလျားက e အနံက b အမြင်က c ရှိတယ် အဲ့ဒီဆက်ပြာတုံးကိုတိတ္တာတဲ့ကိုထည့်ရင်တဲ့ဆက်ပြာတုံးဘယ်နှတုံးထည့်နိုင်မလဲတဲ့ဒါသိချင်ဒါဆိုခုနကဣရိယာလေးလိုပဲဆရာတို့ကအဲ့ဒီဣရိယာကြီးကြီးထဲမှာဣရိယာသေးသေးလေးတွေဘယ်နှခွက်ထည့်ကျင်လဲသိချင်ရင်ဣရိယာကိုဣရိယာနဲ့စားတာဖြစ်တယ်ဆရာတို့ထည့်ကျင်တဲ့ဣရိယာကြီးကြီးကိုဆရာတို့ဆွဲကျင်တဲ့အကွဲဣရိယာငယ်လေးနဲ့စားလိုက်တာအခုလည်းအတိုင်းပဲဆရာတို့ကဒီမှာကျတော့ဣရိယာမဟုတ်ဘူးသူဒီဒုတယ်ကိုပေးထားတာဖြစ်တယ်ဒါကြောင့်ဆရာတို့ကတိတ္တာရဲ့ဒုတယ်ကို တီးပြီးတော့ဆရာတို့ထက်မြင်တဲ့စက်ပြာတုံးရဲ့ဒုတဲ့နဲ့သာစားလိုက်မယ်ဆိုရင်ဆရာတို့ဘယ်နှတုံးထက်ရမလဲဆိုတော့သိမှာဖြစ်တယ်။ဆရာတို့ရဲ့ကိုဒေါင်လေးတဲ့ကိုဆရာတို့ရဲ့ပစ္စည်းတွေသူလောင်ခြင်းလဲဆိုလို့ရှိရင်ဆရာတို့ဘယ်နှလုံးထည့်လို့ရမလဲဘယ်အိတ်ထည့်လို့ရမလဲဆိုတော့ဆရာတို့ဒီနီလန်းလေးနဲ့စဉ်းစားလို့ရတယ်။လက်တွေ့ဘဝမှာအသုံးချလို့ရတယ်။ဟုတ်ပြီနော်ဒါဆိုဆရာတို့ဘာရှာရမလဲဆရာတို့ထည့်ခြင်းနဲ့တက်တာသူ့ကိုကိုဒေါင်ကြီးရဲ့ ူးတယ်ကိုရှာရမယ်ပြီးတော့ဆရာတို့ထဲမဲ့ပစ္စည်းလေးရဲ့ဒူးတယ်ကိုရှာရမယ်ဆိုရင်လုံးစဉ်းစားရမယ်ဒါကြောင့်ဆရာတို့ကဒူးတယ်လေးရှာလိုက်မယ်ဒူးတယ်ကိုလိုချင်ရင်ပုံနေကြီးလေးကအလျားရင်နဲ့အမြင့်ရင်မြောက်တယ်ဒါကြောင့်ဆရာတို့အစားထိုးလိုက်တယ်ပြီးတော့မြောက်မယ်ပေါ့နော်မြောက်လိုက်ရင်ဆရာတို့ရဲ့ဒူးတယ်ရသွားပြီဒူးတယ်ရဲ့ unit ဒီကူပါဖြစ်တယ်ဒါကြောင့်ကူပါစင်တီမီတာအဲ့တော့6 3 18 18နဲ့9နဲ့မြောက်တော့90 A A B A C ရဲ့မြောက်တော့ A B C ဖြစ်တယ်ဟုတ်ပြီနော်အဲဒါဆိုဆရာတို့တိတရရဲ့ဒူးတယ်ရသွားပြီ အဲဆိုဆရာတို့ထင်ကျင်တဲ့စက်ပြာတော်ရဲ့ဒုတိယရှာရောင်းဖပြာတော်ရဲ့အလျာနဲ့အနံမြင့်နေစားထုတ်မယ် PABC ရဲ့မြောက်တော့ ABC ဒုတိယ unit ဒီကူပါဖြစ်တယ်ဒါကြောင့်ကူပါစင်တီမီတာကဲဒါဆိုဆရာတို့ကဆရာတို့ထဲမဲ့ပစ္စည်းလေးရဲ့ဒုတိယလဲရပြီထင်ကျင်တဲ့တက်တာကြီးရဲ့ဒုတိယလဲရပြီဒါဆိုရင်ဆရာတို့ရဲ့တက်တာရဲ့ဒုတိယကြီးကိုဗာနဲ့စားမလဲထဲမဲ့စက်ပြာရဲ့ဒုတိယနဲ့စားလိုက်ပြီ ဒါဆိုဆရာတ right ို့ ABC နဲ့ ABC နဲ့စားလိုက်တော့ခြေသွားမယ်။ဒါဆိုရင်ဆရာတို့ဘယ်နှတုံးထည့်လို့ရလဲ။အတုံး90ထည့်လို့ရတယ်။အဲ့တော့ဒီကူရောင်းထဲမှာဆရာတို့ပစ္စည်းပိတ်ပေါင်း90ထည့်လို့ရတယ်။စသဖြင့်ဒီလိုတွက်လို့ရတာဖြစ်တယ်။ဒါဆိုဒါတို့တမီတော့ဟောဒီနံပါတ်5ပုံစံလေးနားလည်မယ်နော်။ဒါဆိုဆရာတို့ဒီနေ့သင်ခန်းစာလေးကဒီမှာပြီးပါပြီ။အဲ့တော့ဒါတို့တမီတို့နားလည်မယ်လို့ဆရာယူကြည့်ပါ။ဟုတ်ပြီနော်။ဒီနေ့ရဲ့စကားလက်ဆောင်လေးက သူတို့ဘာကိုဆုံးမသည့်အတိုင်းမိမိလည်းကျင့်သုံးရည်ရဲ့ဆရာတော်ကဆုံးမစကားပြောတယ်ဆိုတာလွယ်ကူတယ်လीနော်သူတို့ဘာကိုသူနေဆုံးမရတာလွယ်တယ်ဒါပေမဲ့ကိုကိုရိုင်းကျင့်ကြံမှုကြတော့ဆရာတော်ကခက်တယ်နော်ဒါကြောင့်ဆရာတော်ကမိမိကိုရိုင်းကျင့်ကြံကျင့်သုံးပြီးနိုင်တော့မှာပဲသူတို့ဘာကိုဆုံးမတဲ့နေမဟုတ်လို့ရှိရင်ငါပြောသလိုလုံးငါလုံးသလိုမလုံးနဲ့လို့ပြောရင်တော့ဘယ်သူမှလိုက်နာမှာမဟုတ်ဘူးဒါကြောင့်မလို့ဆရာတော်ကိုရိုင်းတော်တို့တမီးကိုကိုရိုင်းမိမိကိုရိုင်းကလူကောင်းလူမော်လေးဖြစ်အောင်ဟုတ်ပြီနော်အဲ့တော့ကောင်းမြတ်တဲ့ ကျင့်နေပေါ့ညာတော့ကကျင့်သုံးလိုက်နာတဲ့သူဖြစ်အောင်ကိုကိုနိုင်ကဆရာတော်ကစူးစမ်းရမယ်ပေါ့နော်မိမိကိုနိုင်ကဆရာတော်လူကောင်းလူမွန်လေးဖြစ်ပြီဆိုရင်တော့သူတို့ဘာကိုလဲလူကောင်းလူမွန်လေးဖြစ်အောင်ဆရာတော်ကကျင့်သုံးလိုက်နာဖို့ဆုံးမလို့တွဲကူမှဖြစ်တယ်ဒါကြောင့်ဒါတို့တမီးတော်အရင်လည်းပဲဒီနေ့ရဲ့စကားလေးဆောင်းနေတဲ့သူသူတို့ဘာကိုဆုံးမသည့်အတိုင်းမိမိလည်းကျင့်သုံးရည်ဆိုတဲ့အတိုင်းဒါတို့တမီးတော်ကိုယ်တိုင်းမိမိကိုယ်တိုင်းကျင့်သုံးနိုင်တဲ့သူတွေဖြစ်ကြပါစေသားတို့တမီးတို့ဒီဆရာမိပါတို့တဲ့တဆင်းမြအောင်ကြိုးစားနိုင်တဲ့ចောင်းသားចောင်းသူတွေများဖြစ်ကြပါစေ။ 拜拜。Bye bye.